ရန်ကုန်မြို့ကအချုပ်ဆိုင်တဆိုင်မှာအိမ်အကူဖြစ်ခေါ်ယူထားခဲ့တဲ့အိမ်အကူကလေးနှစ်ဦးကိုနှိမ့်ဆက်ညှဉ်းပန်းမှုများနဲ့ပတ်သက်ပြီးပြည်သူများအကြဝေဖန်မှုတွေအများအပြားဖြစ်ပေါ်လာပြီးနောက်စက်တင်ဘာလ20ရက်နေ့မှာတော့လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှုဖွင့်လိုက်ပါတယ်။ အင်ဂူမိန်ကလေးတွေရဲ့နှိမ့်ဆက်ခံရမှုကိုသိရှိခဲ့တဲ့တာဝန်သိပြည်သူတို့ကပြီးခဲ့တဲ့လေးလလောက်ကအဲ့ဒီနှိမ့်ဆက်ညှဉ်းပန်းမှုများနဲ့ပတ်သက်ပြီးရဲစခန်းမှာအမှုဖွဲ့ခဲ့ပေမဲ့နှိမ့်ဆက်မှုကျူးလွန်သူတွေကိုအရေးယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီလိုအရေးယူမှုမရှိတဲ့အတွက်မြန်မာနိုင်ငံအမျိုးသားအလူအခွင့်အရေးကော်မရှင်ကိုထပ်ဆင့်တိုင်ကြားမှုပြုလုပ်တဲ့အခါမှာတော့ဒီနှိမ့်ဆက်ညှဉ်းပန်းမှုဟာငွေကြေးသိန်း90နဲ့သာအဆုံးသတ်ခဲ့ရပါတယ်။ အများပြည်သူများအကြာဝေဖန်မှုတွေပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာပြီးနောက်စက်တင်ဘာလ20ရက်နေ့နေ့လယ်ပိုင်းမှာမြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့ကရဲအရာရှိတအူကတရားလိုပြုလုပ်ကအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအမှုဖွင့်ရမှာတော့လူကုန်ကူးမှုတားဆီးနေနေရဲ့တက်ဖွဲ့စုမှုရန်ကုန်တူရဲမှုမျိုးသိမ့်ကတရားလိုပြုလုပ်ပြီးနှိမ့်ဆက်ညှဉ်းပန်းမှုကိုပြုလုပ်ခဲ့ရတဲ့ဆိုတဲ့ကျောက်ဒရာမြို့နယ်ရှိအင်းဝအချုပ်ဆိုင်ပိုင်ရှင်ဒေါ်တင်သူစာအပါဝင်တခြားတအုပ်ကိုလူကုန်ကူးမှုတားဆီးရေးဥပဒေနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကောင်မှုမြို့နယ်မှာရှိတဲ့ဘောလုံးကွင်းကျေးရွာကအသက်18နှစ်အရွယ်မတ်ဆန်းကေခိုင်နဲ့16နှစ်အရွယ်မတ်သဇင်တို့နှစ်ဦးဟာလွန်ခဲ့တဲ့9နှစ်ကလေးကကျောက်ဒရာမြို့နယ်မှာရှိတဲ့အင်းဝအချုပ်ဆိုင်မှာအိမ်အကူပြစ်လုပ် ုင်ခဲ့ကြတာဖြစ်ပါတယ်။နေဆက်ခံခဲ့ရသူနှစ်ဦးရဲကအသက်18နှစ်အရွယ်မဆန်းကေခိုင်ဟာမိခင်ပြည်သူနဲ့နေထိုင်ပြီးဖခင်ပြည်သူမှာပြည်ပမှာတွားရောက်အလုပ်လုပ်ကင်နေသူတဦးဖြစ်ပါတယ်။အသက်16နှစ်အရွယ်မတ်သက်စင်ဟာမိဘနှစ်ဦးလုံးမရှိတော့ဘဲအတော်ပြည်သူနဲ့နေထိုင်ရသူဖြစ်ပါတယ်။မပြည့်စုံမှုတွေကြောင့်ရန်ကုန်မြို့ကိုတက်ရောက်ပြီးတယောက်ကိုငွေကျပ်2000နဲ့အိမ်အကူလုပ်ကင်ခဲ့ကြတာဖြစ်ပါတယ်။တာဇူကလုံးမောင်းဆိုလို့ရှိရင်6ရောက်ရှိ။မဘာလုပ်ကင်ဆိုင်တဲ့သူများနေစားလေးပဲခေါ်လို့ရှိရင်6လောက်တယ်။ သူတို့လိုက်လာရောလှလှတိုးပေးမယ်တဲ့တလနှစ်တောင်လောက်ပေးမယ်တဲ့ဆိုတော့ဒီမှာပတ်စံလေးတောင်ဝယ်ပေးတာကသူတို့ပြန်သွားတယ်ကျမတို့ဖုံးဆက်တယ်ဘုမဆက်တော်မြောင်းမျိုးမျိုးနဲ့ဆက်တယ်ဆက်တော်မြောင်းမပြေစုံမှုကိုဖြစ်တင်ဖို့အိမ်ကူလုပ်ခဲ့ကြပေမဲ့လည်းပြင်းထန်တဲ့နှိမ့်ဆက်မှုတွေဖြစ်တဲ့လက်ချောင်းမြရိုက်ချိုးခံရခြင်း နှာခေါင်းကိုဓာပြင်လှည့်ဖြတ်ခံရခြင်းတွေခံခဲ့ရပါတယ်။နှိမ့်ဆက်အနိုင်ကျင့်ခံရမှုကိုကြုံခဲ့ရတဲ့အတွက်ကာယံကရှင်မင်းကလေးနှစ်ဦးနဲ့မိသားစုတွေဟာစိုးရိမ်ကြောက်ရွံ့မှုတွေရှိနေပြီးမင်းမြတ်မှုတွေကိုကောင်းမွန်စွာဖြေဆိုနိုင်ခြင်းမရှိပါဘူး။ကြောက်နေရပါတော့ကိုဝင်းထဲမှာကြောက်ပြီးတော့လန့်ပြီးတော့ဘာပြောလို့ပြောရမှလည်းမသိကြဘူး။တခါမှလည်းအတွေ့အကြုံကမရှိဘူး။လူကြီးအိမ်တော်ရောက်ဖူးတာမဟုတ်တော့။မမေ။ဒီနေ့ကလည်းရေးခေါ်လို့ထိုင်ထားရတယ်နေနေချင်းတယ်။ ဒီလိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေရှိခဲ့ပြီးမယ်သူတို့ကိုကဲသူမဲ့ခဲ့ပါတယ်သူတို့ကိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ပြီးစတင်သတိပြုမိသူကတော့မြမနောင်းမှာသတင်းတောက်ချုပ်လုပ်ကိုင်းနေသူကိုဆွေဝင်းမဲ့ဖြစ်ပါတယ် ကိုဆွေရင်ဟာအင်ဂူရီနှိပ်စက်ခံခဲ့ရတဲ့အကြောင်းဆောင်မရေးရာကအမျိုးသားတဦးကအင်းဝအချုပ်ဆိုင်မှာအင်ဂူရီနှိပ်စက်ညှဉ်းပန်းမှုတွေရှိနေခဲ့ကြောင်းဆက်သွယ်ပြောကြားခဲ့တာကြောင့်တွားရောက်စုံစမ်းတဲ့အခါမှာနှိပ်စက်ညှဉ်းပန်းမှုတွေတကယ်ရှိနေတာကိုတွေ့ခဲ့ရတယ်လို့ကိုဆွေဝင်းကအခုလိုပြောပါဗျ။ဖြစ်စဉ်ကတော့ဒီကျွန်တော်တို့မြန်မာနောင်သတင်းဌာနလွန်ခဲ့တဲ့3လခွဲလောက်ကဆောင်းပါးတစ်ပုဒ်ရေးလိုက်တယ်ပေါ့ဗျာ။အဲဆောင်းပါးထဲမှာဒီအင်ဂူကလေးငယ်တွေဟာဆိုလို့ရှိရင်ဥပဒေအကာအကွယ်မဲ့ ဲ့အခြေအနေကြောက်ရောက်နေတယ်ခေါင်းပုံဖြဲအမျက်ထုပ်ညှဉ်းပန်းနှိပ်စက်တဲ့ဒီဟာကြီးကြုံတွေ့နေရတယ်ဆိုတော့ကျွန်တော်ဆောင်းပါးတစ်ခုရေးလိုက်တယ်အဲ့ဆောင်းပါးကိုဖတ်ပြီးတော့မှဒီကျွန်တော်ဟိုအမျိုးသားတစ်ယောက်ကနေပြီးတော့ဆက်တွေ့လာတယ်အင်းဝအချုပ်ဆိုင်လမ်း40အထက်ဘလောက်အင်းဝအချုပ်ဆိုင်မှာကလေးငယ်နှစ်ယောက်ကရောက်နေတာကြားလာပြီရောက်တော့17နှစ်17နှစ်နဲ့ဖြူဖြူချော့ချော့ကလေးတွေပေါ့ဗျာအဲ့ကလေးတွေကိုနေ့စဉ်ညှဉ်းပန်းနှိပ်စက်နေတယ်နော်ဓာတ်နဲ့လီးတယ် ကကြီးနဲ့လှီးတယ်မင်းနဲ့ရှို့တယ်ကလေးတွေကိုအဲ့ကလေးတွေပြင်ပနေဆက်နေတာကိုဟိုတွေ့တယ်ပေါ့ဆိုပြီးတော့မှသူကနေပြီးတော့အဲ့ဒါကိုကျွန်တော်လာအကြောင်းကြားတယ်လာအကြောင်းကြားတော့ကျွန်တော်ကနေပထမတော့ရဲကိုတိုင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ရဲကနေပြီးကျွန်တော်ကိုမင်းမဲ့မင်းကွန်းတွေရှိရှိနိုင်တယ်ပေါ့နော်ခမားကဘာတီးလို့ဟိုခမားလာတိုင်တာလဲဆိုတော့ကျွန်တော်ကဖြည့်စရာမရှိပါဘူးလို့ကျွန်တော်ကိုယ်တိုင်ထောက်လိုင်းလို့ပြီးတော့အဲ့ဒီအချုပ်ဆိုင်ကိုကျွန်တော်သွားခဲ့တယ်သွားပြီးတော့စနီးနာတယ်ပေါ့ စနီးနာတော့ကလေးတွေကိုတွေ့တယ်ကျွန်တော်အဝေးကနေခန်းလန်းလန်းတွေ့လိုက်တယ်လှမ်းကြည့်လိုက်တော့လက်တီးကဒဏ်ရာရင်းနဲ့ကျွန်တော်လှမ်းတွေ့လိုက်တယ်เนาะဆိုတော့ကလေးတယောက်တည်းမဟုတ်ဘူးနောက်တယောက်မှလည်းပဲအလားတူဒဏ်ရာရင်းတွေ့လိုက်တယ်ဆိုတော့ဒါတာမန်တိုက်ဆိုင်မှုမဟုတ်တော့ဘူးဆိုတော့ကျွန်တော်ဟိုအင်မတန်တန်တရားကျွန်တော်ထားမဲ့အနေထားရောက်သွားပြီဆိုတော့ကျွန်တော်ဘာလုပ်လဲဆိုတော့အဲ့အဲ့အချုပ်ဆိုင်ဒီကလုံးကျွန်တော်အတွင်းထဲမှာအကုတ်အင်းကြီးတွေဝယ်မဲ့ပုံစံမျိုးဓာတ်ပုံလိုက်ရိုက်ပြီးတော့ခလေးတွေမျက်နှာကိုမပပအောင်ကျွန်တော်ရိုက်လိုက်တယ် ရိုက်ပြီးတာတော်တယ်ကျွန်တော်ချက်ချင်းနိုင်ပိုင်းအတွင်းကျွန်တော် yes ကောင်ကိုကျွန်တော်ပြေးတယ်ပေါ့ကြောက်ဒရာ yes ကောင်ကိုကျွန်တော်ပြေးပြီးတော့မှအဲ့ဒီဓာတ်ပုံကိုကျွန်တော်က yes ကောင်ကိုပြေးတယ်ပြေးပြီးတော့ကလေးနဲ့ပတ်သက်ပြီးကျွန်တော်တွေ့ရှိခဲ့တဲ့အသေးစိတ်အချက်လက်ရယ်နောက်ပြီးကျွန်တော်လာပြီးတော့မှအကြောင်းကြားတဲ့လူရဲ့ပြောသွားတဲ့အချက်လက်တွေအားလုံးကိုကျွန်တော်ပြေးလိုက်တယ်ပေါ့ပြေးလိုက်တော့ပြေးလိုက်ပြီးနောက်တစ်နှစ်နောက်တစ်ပတ်လောက်ကိုကျွန်တော်ဇက်တိုက်ဖုံးဆက်တယ် yes ကောင်ကိုခင်ဗျားတို့သွားစစ်ပြီလားသွားကယ်လိုက်ပြီလားကျွန်တော်ဖုံးဆက်တယ်သူတို့ရှိကဘာမှအဖြေမလာဘူး တစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ဆိုတာနဲ့ကျွန်တော်လည်းအဲ့ဒါဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်စာတစောင်ရေးပြီးတော့မြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ကော်မရှင်ကိုကျွန်တော်တိုင်လိုက်တယ်ဒီလိုဖြစ်ရက်တွေကြုံတွေ့ခဲ့ပြီးနောက်ကိုဆွေဝင်းဟာဒီဖြစ်စဉ်ကိုမြန်မာနိုင်ငံအမျိုးသားလူ့ခွင့်ရေးကော်မရှင်ကိုတိုင်ကြားခဲ့ပါတယ်ဒါပေမဲ့လည်းကော်မရှင်ရဲ့လှုပ်ဆောင်ချက်ဟာလည်းနှိမ့်ဆက်ခံရတဲ့အမင်းကလေးနှစ်ဦးအတွက်တော့ငွေကြေးနဲ့ညှိနှိုင်းပေးမှုနဲ့သာအဆုံးသတ်ခဲ့တယ်လို့ကိုဆွေဝင်းကအခုလိုပြောပြပါဗျာ ျွန်တော်ညီမချက်ကဘာညီမချက်လဲဆိုတော့လူခွင့်ရေးကော်မရှင်ဟာဒါဥပဒေတွေတက်မဲ့အောင်ဥပဒေတိုင်းဖြစ်အောင်လွတ်ဆောင်ပေးတဲ့ဟိုကုညီပေးတဲ့အဖွဲ့အစည်းတစ်ခုဆိုတော့နော်ဒါအဲ့အဖွဲ့အစည်းကတစ်ဆင့်ရဲကိုဖိအားပေးပြီးတော့ရဲကတေချာလေးဖြူစီလို့အောင်ဆိုပြီးတော့နော်ဟိုဖိအားပေးလိမ့်မယ်ဆိုတော့မျှော်လင့်ချက်နဲ့ကျွန်တော်ကလှမ်းတိုင်လိုက်တယ်တကယ်တည်းအဲ့လိုဟိုဟိုစာအဲ့လိုပုံစံမျိုးတော့ဖြစ်သွားပါတယ်ကော်မရှင်ကနေပြီးတော့ရဲကို လမ်းမစပူတယ်အဲ့ခါကျမှရဲကကျွန်တော်ကိုပြန်ခေါ်တယ်ခေါ်ပြီးတော့မှအမှုဥစားဆုံးပြန်ပေးတယ်ကျွန်တော်ပြောရရဲကိုဟာခင်ဗျားတို့အားလုံးကျွန်တော်ပေးပေးခဲ့ပြီးွားရအမှုတွေအားလုံးဘယ်ရောက်သွားလဲဆိုတော့သူတို့ကဘာမှမပြောဘူးကျွန်တော်ကိုအစ်စ်ပြန်ပေးပါဆိုပြီးတော့ကျွန်တော်ကအဲ့မှာဟိုဟာလုတ်တယ်ပေါ့နော်အချက်လက်တွေပြီးတယ်အကုန်လုံးအချက်လက်အသေးစိတ်အသေးစိတ်တွေပြီးတယ်ပြီးတဲ့ခါကျမှသူတို့အဲ့အချက်လက်တွေယူပြီးတော့သူတို့သွားပြီးတော့စစ်ဆေးတာတွေပါလုတ်တယ်ဆိုပြီးကျွန်တော်နောက်ပိုင်းကျမှသိရတယ်ဒါပေမဲ့၃လလောက်ကြာကျွန်တော်ဘာမှမသိရတော့ဘူးကျွန်တော်ရဲကိုဖုန်းဆက်တယ်သူတို့ရှာဘာမှတရင်တရင်မသိ မသိရဘူးကော်မရှင်ကိုဖုန်းဆက်တယ်ကော်မရှင်စီကဘာမှအဖြေမရဘူးလွန်ခဲ့တဲ့ကြာသပတေးနေ့ကကျွန်တော်ကော်မရှင်ရုံးကိုဆင့်ခေါ်လို့ကျွန်တော်သွားလိုက်တယ်သွားလိုက်တဲ့အချိန်မှာခလေးတည်းရဲ့မိဘနှစ်ယောက်ကျွန်တော်တွေ့ရတယ်နောက်ပြီးတော့အင်းဝအချုပ်ဆန်ကပိုင်ရှင်၄ယောက်ကိုလာတယ်ပိုင်ရှင်အဲ့အဲ့ဆိုင်ဆိုင်နဲ့ပတ်သက်ပြီးတော့ခလေးခလေးတွေရဲ့လုံဟိုဟိုအလုရှင်ပေါ့ဗျာအလုရှင်၄ယောက်ပါတယ် ပြီးတော့ထရေအုပ်တို့မီဂနီကလေးစောင်းလျှောက်ရေးတို့ရဲတပ်ဖွဲ့တို့ကြောက်တရားမြို့နယ်ရဲတပ်ဖွဲ့တို့နောက်ပြီးတော့အာဒီကော်မရှင်မှာရှိလူခွင့်ကော်မရှင်ကဦးဇော်ဝင်းဦးညံစောဒေါ်မြတ်မြဒီအဖွဲ့ဝင်တွေပါပြီးတော့ဟိုခေါ်လိုက်တယ်ပေါ့ခေါ်တော့ကျွန်တော်သွားတွေ့တယ်တွေ့တယ်ရောသူတို့ကတော့ခေါ်ဦးညှိနိုင်တယ်ဆိုတော့ကျွန်တော်လက်ဘလူးပုံစံလုပ်မယ်ဆိုတော့သိကျင်တယ်ကျွန်တော်ကိုရင်သွားလိုက်တယ်ကျွန်တော်ကတော့ကျွန်တော်အသက်အန္တရာယ်စိုးရင်တော့ပေါ့လေဘာလို့ဆိုပြင့်ဖို့ကိုကျူးလွန်ထားတဲ့လူတွေကျွန်တော်ထိတ်တိတ်တွေ့ရမှာဆိုတော့ကျွန်တော်မတွေ့ကြဘူးဗျာ ါမဲ့ကျွန်တော်စဉ်းစားမိတယ်ဒီလိုကော်မရှင်ရုံးခန်းကြီးမှာဒီကျေးလက်ကနေပြီးတော့တက်လာတဲ့ကလေးမိဘတွေကဒီလိုအမှုမျိုးဘယ်လိုရင်ဆိုင်မလဲဆိုတော့သိပြီးတော့ကျွန်တော်စိုးရိမ်ပြီးတော့ကျွန်တော်တွားတွားလိုက်တယ်ကျွန်တော်စိုးရိမ်ချက်ကမှန်တယ်ဆိုတော့ကျွန်တော်တွေးလိုက်ရတယ်ရဲတပ်ဖွဲ့ကအဲ့ဒီမှာအစင်ကစားတစ်ခုကိုဖတ်ပြတယ်ဗျဘာဖတ်ပြလဲဆိုတော့ကလေးငယ်တွေကိုကျုံပြုတ်ထားတယ်ခေါင်းပုံဖြတ်နှိနှိမ့်ဆက်နေတယ်ဆိုတော့ရဲတပ်ဖွဲ့ကပြောတယ်ပြီးတော့ဒါကိုဥပဒေကြောင့်ရအရေးယူတင်တဲ့အမှုတစ်ခုပါလို့ရဲတပ်ဖွဲ့ကနေပြီးတော့အကြံပြုကောက်ချက် ချထားတဲ့အစင်ကသာတစ်ခုဖတ်ပြရတယ်။အဲ့ဒီအစင်ကသာဖတ်ပြီးတာတပိုင်းနဲ့ကော်မရှင်မှာရှိတဲ့ဒီကော်မရှင်အဖွဲ့ဝင်ဥဆောင်ဝင်ကနေပြီးတော့ဥပဒေအတိုင်းလုပုံဆိုလုဆောင်ပါဆိုတဲ့ရဲတပ်ဖွဲ့ရဲ့ဟာကို तू ကဘာမှဆက်မဆွေးနွေးတော့ဘဲဘာမှဆက်မဆွေးနွေးတော့ဘဲနဲ့ဒီနှစ်ဖက်နှူးနှစ်ဖက်ကာကံရှင်ဖြစ်တဲ့အချုပ်ဆိုင်ရာပိုင်ရှင်တွေရဲ့နောက်ပြီးတော့ကလေးမိဘတွေရဲ့ညှိနှိုင်းကြပါလို့ပြောတဲ့အခါမှာကျွန်တော်ကထပြီးကန့်ကွက်တယ်ပေါ့နော်ရဲတပ်ဖွဲ့ရဲ့ အကြံပြုချက်တိုင်းဥပဒေတိုင်းဒါလုဆောင်ပါလို့ကျွန်တော်ကထပြီးတော့ပြောတာပေါ့ပြောတာကိုဒီကော်မရှင်အဖွဲ့ကဥဆောင်ရကျွန်တော်ကိုလက်မခံမင်းနဲ့ဒါကျွန်တော်ကကာကံရှင်မှုတက်တော့ဆိုကျွန်တော်ကိုပေးပြီးတော့ဆက်ပြီးတော့ပြောခွင့်မပေးဘဲနဲ့ဒီကလေးမိဘတွေကိုပြောခိုင်းတယ်ကလေးမိဘတွေပြောခိုင်းတယ်ဆိုတော့ကလေးမိဘတွေကတောင်ကြည့်မြောက်ကြည့်နဲ့နော်ဘာပြောရမလဲဘာဆိုရမလဲမသိဘူးဘာဖြစ်ကလေးကိုသူတို့ကဖြည့်ရှင်းရတော့မယ်အဲ့ဒီအချိန်မှာဒီအမှုကိုကျူးလွန်ထားတဲ့ အချုပ်ဆိုင်ပန်ရှင်တွေကဒီအမှုနဲ့ပတ်သက်ပြီးတော့တစ်ချက်မှတောင်းပန်ခြင်းဝန်ထမ်းကြောင့်စကားပြောကြခြင်းမရှိဘဲနဲ့သူတို့ကနေပြီးတော့ဒါငွေဘလောက်ပေးရမလဲဆိုတဲ့လမ်းကြောင်းကိုဥတီလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ဒုတိယကျင်ထားကန်ကွက်တယ်ခင်ဗျားတို့ဒီလိုလုပ်လို့မရဘူးခင်ဗျားတို့ဒီလိုလှုပ်ချင်သွားဆိုလို့ရှိရင်ခင်ဗျားတို့သက်ဆိုင်ရာဆရာဝန်ကြီးတွေခေါ်ခေါ်ယူပြီးတော့ကလေးတွေရဲ့ဒဏ်ရာဒဏ်ချက်တွေစစ်ဆေးသိကြစစ်ဆေးစစ်ဆေးပြီးတော့ကလေးတွေနဲ့ပတ်သက်ပြီးတော့ စေဝါဆိုင်ရာကုသမဲ့ကုန်ကြစီတွေအားလုံးအသေးစိတ်ကိုပြန်တွက်ကလေးတွေရဲ့လိုအားကောင်အသေးစိတ်ပြန်တွက်ကလေးတွေနှစ်ရှည်လာများဖန်စီချုံနှောင်ထားတာဆိုတော့အဲ့ဒါကြီးပြန်တွက်ပြီးတော့မှနင့်နာကြီးဆိုတာပြန်တွက်အဲ့လိုလိုရမယ်ဆိုပြီးကျွန်တော်ဒုတိယကြိမ်အကြံပေးတယ်အမှန်တော့ကျွန်တော်ဒီအကြံကိုမပေးချင်ဘူးကျွန်တော်ဥပဒေတိုင်းပဲဖြစ်ချင်တယ်ဒါပေမဲ့ငွေကြီးနဲ့ညှိနေကြပြီဆိုတော့ဒါကြီးကိုကျွန်တော်ကနော်တားဆိုးရင်လိုအားကြီးလို့ကျွန်တော်ဒီဟာကိုထပြောလိုက်တယ်အဲ့ဒါကိုလည်းကျွန်တော်လက်မခံဘူးလက်မခံမဲနဲ့ကလေးမိွားတွေကို ကော်မရှင်အဖွဲ့ဝင်တချို့ကနေပြီးတော့ဒါဥပဒေတိုင်းခင်ဗျားတို့လုပ်မယ်ဆိုလို့ရှိရင်ဒါခင်ဗျားတို့ဒုက္ခရောက်လိမ့်မယ်တော့အနေပြီးတော့မြို့အတွက်ရုံးချင်းတွေနဲ့အခက်ခဲတွေ့လိမ့်မယ်ဆိုတော့ပုံစံမျိုးစကားလမ်းကြောင်းလာတယ်လမ်းကြောင်းလာတော့ကလေးမိဘတွေကဘာလုပ်ရမှန်းမသိဘူးတနေကုန်ကော်မရှင်ရုံးကန်းကြီးမှာထိုင်နေတယ်၃နာရီ၄နာရီကြာတော့ဘာမှလုပ်ရမှန်းမသိတဲ့ဒီကလေးမိဘတွေကနော်ငွေကြီးနဲ့ပဲကြည်အေးလိုက်ရတယ်ဆိုတော့လက်ဆက်ကြောင်းလုံးရိုက်ချိုးခံရတယ် လမောင်းနဲ့အချိုးခံရတဲ့ကလေးအတွက်ဆိုပြီးတော့သုံးနှစ်တာလူအားကားတွေအလုံးအပါအဝင်သိန်း40နဲ့တတ်မှတ်လိုက်တယ်ပြီးတော့လက်မကျိုးချေမကျိုးပဲဒါမီးလောင်တန်ရာကြီးဓာတန်ရာကြီးရရှိတဲ့ကလေးအတွက်နော်သူ့အတွက်လူအားကားတွေအပါအဝင်70သိန်းဆိုပြီးတတ်မှတ်လိုက်တယ်အမှန်တော့လူအားကားတွေကိုတကယ်တကယ်တွက်ကြည့်ရည်ဆိုရင်တော့မှဒီထက်တတ်မှတ်လိုက်တဲ့နင့်နာကြီးကပို့ပြီးတော့များနိုင်တယ်ဒါပေမဲ့ကလေးမိဘတွေကတင်ချာတော်မတွက်တတ်ဘူး ငွေတော့မရည်တွက်တဲ့မိဘတွေဒီမိဘတွေကဘလို့တောင်းလို့ဘလို့ပြောရမှန်းလည်းမသိဘူးအဲ့ဒီအချိန်တွေမှာဒါကိုလက်ခံလိုက်ပြီးတော့သူတို့တွေကချီအေးချောင်းလက်မှတ်ထိုးပြီးတော့ငွေလူး ယူပြီးတော့မှသူတို့ပြန်သွားရတယ်ဒီအတွက်အဲ့ဒီဖြစ်စဉ်ကိုကင်တွယ်နေရဆိုရဲလူ့အခွင့်အရေးကော်မရှင်တာဝန်ရှိသူတို့ကိုစက်တင်ဘာလ20ရက်နေ့မှာဆက်သွယ်မေးမြန်းရမှာတော့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်သွားမယ်လို့သာဖြေကြားခဲ့ပြီးအခြားအကြောင်းအရာတွေဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူးတကယ်တော့နှိပ်စက်ညှဉ်းပန်းခံခဲ့ရတဲ့မိန်းကလေးနှစ်ဦးဟာလက်ချောင်းမျက်ရည်ချိုးခံရခြင်းနှာခေါင်းကိုဓာတ်နဲ့လှည့်ဖြတ်ခံရခြင်းအပါအဝင်နှိပ်စက်ညှဉ်းပန်းမှုများခံခဲ့ကြရပြီးလောက်ခလာစာတွေမရခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်မဆန်း ကေခိုင်ဆိုရင်လက်ချောင်းဆယ်ချောင်းစလုံးချိုးခံရတဲ့အထိဖြစ်ခဲ့ပြီးညာလက်မောင်းကိုချိုးခြင်းတွေကိုခံခဲ့ရပြီးမိရှို့ခံခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့လည်းကြုံတွေ့ခဲ့ရပါတယ်။မတ်သိန်ကတော့နှာခေါင်းကိုဓာတ်နဲ့ခုတ်ခံရတဲ့အထိညှဉ်းပန်းနှိပ်စက်မှုတွေကိုခံခဲ့ရပါဗျ နောက်ဆုံးရရှိရတဲ့သတင်းများအရတော့ကလေးငယ်တွေကိုစက်တင်ဘာလ20ရက်နေ့နေ့လယ်3နာရီခွဲကမှသက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကကလေးနှစ်ဦးကိုလာရောက်ခေါ်ယူသွားခဲ့ပါတယ်။ကျော်ရရမြို့နယ်ရဲစခန်းမှာအမှုဖွင့်ထားတဲ့ကျူးလွန်သူတွေနေအိမ်ကိုတွားရောက်စစ်ဆေးတဲ့နောက်မှာတော့ဒေါ်တင်သူစာနဲ့စုမုံလက်တို့ကိုတွေ့ရှိခြင်းမရှိပဲဒေါ်တင်သူစာရဲ့သားအကြီးတင်စောလက်ကိုသာခေါ်ယူထိန်းသိမ်းထားတယ်လို့သိရပါတယ်။ဒီသတင်းကြတော့ကျွန်တော်တော်တော်ကြီးကိုထိတ်လန့်သွားတယ်ဗျ။ ဘာကြောင့်လဲဆိုတော့တကယ်ကိုရရဲဆက်ဆက်လူမဆန္ဒလှုပ်ဆောင်မှုဖြစ်တယ်ကျွန်တော်လူခွင့်ရေးတမဆိုတော့လူခွင့်ရေးရှူတောင်းရပြောမယ်ဆိုရင်ဒါကတကယ်ကိုလူမဆန္ဒကလေးသူငယ်ဆိုင်ရာအခွင့်အရေးကိုချိုးဖောက်မှုဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ရာဇဝတ်ကြီးပုံမှောက်ကိုချိုးဖောက်တာဖြစ်တယ်လို့ကလေးဥပဒေမှာပါထားတဲ့အချက်တွေလည်းချိုးဖောက်တာဖြစ်တဲ့အတွက်အခွင့်အရေးရှူတောင်းကလည်းလက်မခံနိုင်တယ်လို့ဥပဒေအရတကယ်ကိုစိုးဝါသောရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ်လို့ကျွန်တော်သုံးသပ်မိပါတယ်အရေးကြီးဆုံးကချိုးဖောက်မှုဖြစ်လာလို့ရှိရင်လူတွေဘသူတွေ ဘာလဲဆိုတာငွေကြေးရကြည်တာမဟုတ်ဘဲနဲ့ထိရောက်တော့အရေးယူမှုတွေရှိဖို့လိုအပ်တယ်။ဒါမှသာကလေးတဘွားလုံခြုံမှဖြစ်တယ်။တရားရေးဆိုင်ရာမှုလည်းကျွန်တော်တို့အရေးယူနိုင်နေရမှာစီရင်မှုကောင်းတဲ့လူတွေအားကိုးလာမှာဖြစ်ပါတယ်။တကယ်တော့ဒီလိုညှဉ်းပန်းနှိပ်စက်မှုမျိုးတွေဟာလူတိုင်းကမကြားလို့မမြင်လို့တဲ့အရာတွေပဲဖြစ်ပါတယ်။ဒီလိုဖြစ်ရမျိုးတွေထပ်မပြတ်အောင်လူတိုင်းကပါဝင်လှုပ်ဆောင်ဖို့လိုပါတယ်။အခုဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ကတော့တရားဥပဒေစိုးမိုးရေးကိုစိန်ခေါ်နေတဲ့ဖြစ်ရလို့လဲဆိုနိုင်ပါတယ်။ဟုတ်ဒီကလေးတွေရဲ့ဖြစ်စဉ်တွေမှာ သူတို့ဇက်တက်ကျူးလွန်လိုက်တဲ့ပေါ့ငါနစ်အဲ့ဒီမှာရေးကြီးဆုံးဒီပေါဝင်ပတ်သက်နိုင်တဲ့ပြမှုပုံမှန်ကြီးတွေက325ပေါ့ရာ325ရာ326 325ဆိုတာကပြင်းထန်လာပြင်စီမှုပေါ့ကျွန်တော်ဥပဒေလိုပြောရင်ကလေးတွေကိုလက်တွေကိုချုပ်လိုက်တယ်တော့တကဒီကိုပေါ်မှာမီးတွေနဲ့နော်ရှုပ်ပြီးတော့တန်ရာတွေပြင်းပြထန်ထန်ရအောင်လုပ်တယ်မျက်နှာတွေကိုဓာတ်တွေနဲ့လီးတယ်ဒီလိုမျိုးတွေက325ရာပြင်းထန်လာပြင်စီမှုမြောက်တယ် နောက်ရာ326ရာလက်နဲ့တစ်ခုခုကိုအသုံးပြုပြီးတော့အပြင်းအထန်နာကျင်စေအောင်လုပ်တယ်အဲ့ဒါတွေကဥပဒေရဆိုရင်သူကပြည်ံတက်တက်တကြောင်းကြီးကြာနိုင်တယ်ဒီလိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေရဲ့အကျိုးဆက်ဟာဘလို့ဖြစ်လာမလဲဥပဒေအကြောင်းအရဘလို့အကာအကွယ်ပေးနိုင်မလဲကောင်းမွန်တဲ့တရားစီရင်တစ်ခုကိုအိမ်အကူမိန်းကလေးနှစ်ယောက်အမှန်တကယ်ရရှိပါမလားဆိုတာကိုတော့အားလုံးကဆက်လက်စောင့်ကြည့်နေကြပါဗျာ